တရုတ်နိုင်ငံမှာချိုလူတွေကိုအလေးချင်ဆော့ချဖို့တကယ်ပဲကိုကိုကိုတွန်းအားပေးနေကြဖို့ရပါတယ်။ဆန်တောင်းပြည်နယ်က jam ခုကအာအတင်းစရာစိန်ခေါ်မှုတစ်ခုကျင်းပခဲ့ပါတယ်။သုံးလအတွင်းမှာကီလို90ဆော့ချနိုင်ရင်အသစ်ဆက်ဆက်ပေါ်ရှေကာဒစီရရှိမှာဖြစ်ပါတယ်။တကယ်စိတ်ကံကဂျင်းအဖွဲ့ဝင်ခအခမဲ့မဟုတ်ပါဘူး။ဒီစစ်စင်ဟာ online ပေါ်မှာ viral ြန့်နှံ့သွားခဲ့ပါတယ်အချို့ကဒါကိုတခါမှမရှိခဲ့ဘူးတဲ့အကောင်းဆုံးတွန်းအားပေးမှုလို့ဆိုကြပြီးအချို့ကတော့ကျမကြီး BNDA ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်စုက Porsche ကဆိုတော့မေကောဟာဒီလောက်အလေးချိန် short နိုင်မလားတခုတည်းမဟုတ်တော့ပါဒီလိုလုပ်ရင်အသက်ရှင်နိုင်ပါမလားဆိုတာတွေပါလာပါတယ်တိုးနိုင်ငံက gym တခုဟာကိုအလေးချိန် short ချစိန်ခေါ်မှုကိုနောက်တစ်ဆင့်တက်စီခဲ့ပါတယ် shutdown ပြည်နယ်ကတက်ခံရေးစင်တာဟာ၃လအတွင်း ကီလို90ဆောချနိုင်သူမြေတုမစိုးပေါ်ရှေကာဒစီပေးမယ်လို့ကတိပြုထားပါတယ်။စင်ကုံမှုဟာ online မှာစတင်ခဲ့ပေမဲ့ပါဝင်ဖို့အတွက်ကုန်ကျစရိရှိပါတယ်။ပါဝင်သူတဦးစီစီကအမေရိကန်ဒေါ်လာ1400ပေးရမှာဖြစ်တယ်။ဂျမ်ကစုစင်အားတရုတ်မှာတန်ဖိုးအမေရိကန်ဒေါ်လာရှိတဲ့သိန်း9500ခန့်ရှိတဲ့ပေါ်ရှေဗာနာမီယာကရဲ့တော့ကိုရရှိမှာလို့ဆိုပါတယ်။ အခုအခါအချိန်ထိပါဝင်သူ9ယောက်ဒါမှမဟုတ်6ယောက်ခန့်ရှိနေပြီးကိုအစီကိုအင်အားအဖြစ်ပြောင်းလဲနိုင်မယ်လို့အိမ်မက်မန်နေဂျာပါတယ်ပါဝင်သူ30ယောက်ပြစ်သွားရင်မဖို့တင်ချင်းပြိပါမယ်ဒါပေမဲ့စုစင်ဟာစန်တောင်းလမ်းမတွေမှာဂုံယူစွာကောင်းမွန်နေမယ်လို့မစင်စားခင်အသေးစိတ်တစ်ခုရှိပါတယ်ပိုစကားအသေးမဟုတ်ပါဘူး၎င်းဟာဂျင်ပိုင်ရှင်ရဲ့2020မော်ဒယ်ဖြစ်ပြီး နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ကားပါတရင်များအရဂျင်နီပြတ်ဦးကအင်ဗာတာမှာပြိုင်ပွဲဟာတကယ်ပဲဖြစ်ကြောင်းဆိုခဲ့ပါတယ်၎င်းတို့မှာလစ်ချင်းချင်းဧရိယာအခန်းများဝင်နေထိုင်ရန်အစားအသောက်နဲ့လိုဝက်လစ်ချင်းကန်ပရိုဂရမ်များရှိပါတယ်ဒါပေမဲ့နီပြတ်ကနေ့ရက်တစ်ခါကီလိုတစ်ကီလိုနီးပါးဆော့ချနိုင်ဖို့ဘလို့လုံးမလဲဆိုတာကိုမပြောခဲ့ပါဘူး။ကျမကြီးကျွမ်းကျင်သူတွေကအလွန်စိုးရိမ်နေကြပါတယ်။ ဤမြလင်းမြန်စွာကိုအလေးချိန်ဆော့ချခြင်းဟာကြွက်သားဆုံးရှုံးမှုဟော်မုန်းပြဒနာစပင်ကျွတ်ခြင်းနဲ့အင်္ဂါပျက်စီးခြင်းတို့ကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ်အချို့ကကြွက်ခြင်းသူတွေကကနာကိုဟာချိန်ယူညှိနှိုင်းရန်လိုအပ်ပြီးအလုံးမြန်ဆန်စွာလှုပ်ဆောင်ခြင်းအနေနဲ့ရှိနိုင်တယ်လို့ဒီပြကြပါတယ်ဟာတဆန်စွာနဲ့တေယုရဲ့ကျမကြီးအနာပိုင်တွေကအဝလွန်ချင်းပြဒနာနဲ့ရုန်းကန်နေရဆဲဖြစ်ပါတယ် တလန်းဆက်ဂျာနေရမကြသေးမီလမ်းဘူတစ်ခုကပြုတ်မှာအရွယ်ရောက်ပြီသူ400တန်း400ကျော်ဟာအဝလုံးတော့မဟုတ်ဝါနေကြတယ်လို့ဆိုပါတယ်2030ခုနှစ်မှာအရွယ်ရောက်ပြီသူရဲ့65ရာခိုင်နှုန်းခန့်အဝလုံးဖြစ်နိုင်ပါတယ်ဒါဟာအဝလုံးဆိုင်ရာယောဂမြားကြတောက်ရန်ကုတရန်ကုန်ကြစိတ်ကိုအမေရိကန်ဒေါ်လာ50ခုနှစ်ဘီလီယံနီးပါးအထိမြင့်တက်လာနိုင်ပါတယ်ဒါကြောင့် ပေါ်ရှိရှုဟာကောင်းမွန်တဲ့တောအပင်မှုလို့ထင်ရပေမဲ့ဆောင်းဝန်တွေကလူတွေဟာကျမပြေရရှိအကျိုးရှိတဲ့အလေးထားတွေကိုအယုံဆိုင်တင်ပါတယ်။အန်ရရှိတဲ့အမြန်လန့်မလုပ်ဖို့ဆိုဆိုကြပါတယ်။နောက်ဆုံးမှာရှန်တောင်းဂျင်ရဲ့ကိုလေးချင်းရှော့ပြီးဈေးခံကားရယူပါစိတ်ကုံမှုဟာတက်ခန့်ရစ်တဲ့စိတ်ကူးရင်ပိုများနေနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ရက်60အတွင်းကီလို90ဆော့ချနိုင်သူဟာအဲ့ဒီပေါ်ရှိကားနဲ့စေယုံကိုတရက်မောင်းသွားရနိုင်ပါတယ်။